အမေရိကန်ဘုံကျဲတိုက်ခိုက်မှုမှာအီရန်နျူကလ িয়ার စီမံကိန်းမှာအဓိကကြားတဲ့နေရာတွေလုံးဝပျက်စီးသွားခြင်းမရှိဘူးဆိုတဲ့အချက်ကိုသမ္မတထံကဒေါသတကြီးပယ်ချလိုက်ပါလိမ့်။အဲ့ဒီထောက်လိုင်းစီခံစာကိုပင်တကွန်ကနေပြီးတော့ထုတ်ပြန်ခဲ့တာပါ။အစီခံစာမှာအမေရိကန်ကအီရန်ကိုဘုံကျဲတိုက်ခိုက်ပြီးနောက်အမေရိကန်ဘိုးစစ်ထနာချုပ်ကပြုလုပ်ခဲ့တဲ့စစ်မြေပြင်ခိခိုက်မှုလေလာသုံးသပ်ချက်ကိုအခြေခံပြီးထုတ်ပြန်ခဲ့တာပါ။ဘုံကျဲတိုက်ခိုက်ခံရတဲ့နေရာတွေရဲ့ထိခိုက်ပျက်စီးမှုလေ့လာချက်အရအီရန်ရဲ့နျူကလ িয়ার စီမံကိန်းဟာ ဆက်လက်ပြီးတော့အသက်ဝင်နေစေရှိတော့တွေ့ရပြီနောက်ထပ်ထောက်လိုင်းချက်လက်တွေထည့်ရမယ်ဆိုရင်တော့အခုလေးလာတွေ့ရှိချက်ဟာပြောင်းလဲရှိနေတယ်ဆိုပါလေဒါပေမဲ့အခုလိုကနဦးလေးလာတွေ့ရှိချက်ရအီရန်နျူကလ িয়ার စေုံကိုအလုံးစုံခြေမုံးနိုင်တယ်ဆိုတဲ့သမ္မတထွက်ရပြောဆိုခြင်းနဲ့ကွဲလွဲနေတာတွေ့ရပါတယ်မေဂန်ကာဝေးဦးကြီးပိတ်ဟဆက်ကလည်းအီရန်နျူကလ িয়ার ယူနိုက်တက်ဟာပြတ်သုံးသွားပြီလို့ဆိုခဲ့ပါတယ်အခုတော့အီရန်ကနျူကလ িয়ার တွေဆက်ရန်နေတယ်ဆိုတဲ့သတင်းကြောင့်အမေရိကန်ကတော့တော်တော်လေးကိုဒေါသထွက်နေတယ်လို့သိရပါတယ် အင်ပီရောကဒီထောင်လိုင်းရေးစင်ကစားထုတ်ပြန်မှုကိုအတိမတ်ပြုပေမဲ့ဒီစင်ကစားမှာပေါ်ပြချက်တွေကတော့လုံးဝသဘောမတူဘူးလို့ဆိုပါတယ်။တရေမားတွေလို့ပြောပါတယ်။ဒီမားရွေးတဲ့တင်းလေးဟာအင်ပီရောအတိုင်းဝိုင်းမှာယာရူးအဆင့်နိုင်သူတွေချိုးစီလာနေပေါက်ကြားဖို့ရှိတယ်လို့ဆိုပါတယ်။တမန်ထံကတော့အီရန်နျူကလ িয়ার စေုံတွေဟာလုံးဝပျက်စီးသွားပြီလို့ထပ်မံပြောထားပြီး နိုင်ငံရဲ့တမိုင်းဝင်အောင်မြင်ဆုံးစီးရဲတက်ခိုက်မှုတွေကတခုပါလို့ဆိုပါလေဒီအောင်မြင်မှုကိုမနာလိုတဲ့အုပ်စုတွေကရှုတ်ချဖို့မီဒီယာတွေကလည်းစ조사နေတာလို့တမားထရန့်ကဆွဆွဲပါလေမက်ကဟိုင်အီရန်မှာရှိတဲ့အဓိကနျူကလ িয়ার ဆေးရုံတွေဖြစ်တဲ့ဘော်ဒိုလန်တက်စ်နဲ့အစပန်တို့ကိုပေ60လို့မို့ပေ100အထိထိုးဖောက်ဝင်ရောက်နိုင်တဲ့ဘုံတွေနဲ့တိုက်ရိုက်တိုက်ခိုက်ပါလေဒါပေမဲ့ပင်ဂွန်ထော်လိုင်းရင်းနဲ့ယင်းဒီတဲ့တရင်ကြီးမြစ်တွေကတော့တိုက်ခိုက်မှုတွေမြေပြင်ပေါ်မှာရှိတဲ့အဆောက်အုံတွေသာတက်ရောက်မှုရှိတယ်ဆိုပါလေ နျူကလ িয়ার ဆဲုံနှစ်ယောက်ရဲ့ဝင်ပေါက်ထွက်ပေါက်တွေပျက်စီးနေပြီးတချို့အခြေခံစောင့်နေပျက်စီးကောင်းပျက်စီးသွားမှုနဲ့မြေအောက်နှဆိုင်တဲ့အဓိကနေရာကစောင့်တွေကတော့ပောက်ပွဲမှုတံကိုလုကင်းခဲ့တယ်ဆိုပါလိမ့်။တခြားထောင်လိုက်တဲ့တရင်းကြီးမြေတွေကတော့အီရန်ဟာအမေရိကန်ရဲ့တိုက်ခိုက်မှုမတိုက်ခင်တပ်စင်မီရေနီယန်ကိုနေရာရွှေ့ခဲ့တယ်ဆိုပါလိမ့်။အမေရိကန်ရဲ့ပေါင်သုံးကောင်း၄ချိန်ရှိတဲ့ဘုံကြီးဟာအီရန်ရဲ့မြေအောက်နျူကလ িয়ার ဆဲုံတွေကိုဖျက်ဆီးနိုင်တဲ့တခုတည်းသောလက်နက်လို့ယူဆထားတာဖြစ်ပါလိမ့်။အဲ့ဒီလက်နက်ကတော့မှအီရန်ရဲ့နျူကလ িয়ার အစီအစဉ်ကိုမဖြတ်စည်းနိုင်ဘူးဆိုရင်တော့ဒါဟာလက်နက်အနေနဲ့မေကွန်ထုတ်ရဖို့ရှိနေပါတယ်။တမန်ထံကတော့ဒီကိစ္စတွေဟာတရင်မှားတွေပါ။အမေရိကန်ကဖြတ်စည်းနိုင်ပါဘူးလို့ဆိုခဲ့ပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။အမေရိကန်ကပုံကျပြီးတော့အီရန်ခြေနေကိုမြောက်ကိုရီးယားကနီးကပ်ဆောင်ကြည့်နေပါတယ်။အီရန်ရဲ့ဒီကနျူကလ িয়ার စကန်အသုံးလုပ်ကိုအမေရိကန်ရဲ့တိုက်ခိုက်မှုကိုမြောက်ကိုရီးယားကရှုတ်ချသလိုသမ္မတထရန့်ဆိုရကအီရန်ရဲ့နယ်မြေပိုင်နက်နဲ့ကလော့သမဂဘရင်းကိုချိုးဖောက်တယ်လို့စွပ်စွဲထားပါတယ်။ တရားမျှတတဲ့နိုင်ငံတကာအတိုင်းအဝန်းကအမေရိကန်နဲ့အစ္စရေးတက်ခတ်မှုကိုတညီတညွတ်ထဲပြစ်တင်ရှုတ်ချသင့်တယ်လို့မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနကဆိုပါလေအီရန်ပေါ်အစ္စရေးရဲ့ဒုံးကျည်တက်ခတ်မှုကိုရက်ဆက်ကြံကြုတ်တဲ့လောက်ရပါလို့မြောက်ကိုရီးယားဆိုရကသတ်မှတ်ပါတယ်အီရန်နဲ့မြောက်ကိုရီးယားကြားစီရေးပူးပေါင်းဆောင်ရွက်မှုလှုပ်ဆောင်ခဲ့ရမှာအီရန်သိပ္ပံပညာရှင်တွေကမြောက်ကိုရီးယားရဲ့ပယ်ထိန်ဒုံးကျည်တွေတီထွင်ခြင်းတို့လည်းပါဝင်ခဲ့တယ်လို့တန်လျာရှိပါတယ် လောကနဲ့အနည်းနဲ့စေကကမြောက်ကိုရီးယားဟာနက်ဆိုင်လာတဲ့မြေအောက်လိုင်ကောင်းတူဖို့ချင်းဆိုင်ရာကျွမ်းကျင်အင်ဂျင်နီယာတွေကိုအီရန်ကိုဆေလွတ်ပါတယ်မြောက်ကိုရီးယားဟာ1950ပြည့်နှစ်မှာစတင်ခဲ့တယ်။သုံးနှစ်ကြာကိုရီးယားစစ်ပွဲကာလကတည်းကသူတို့ရဲ့အဓိကစစ်လက်နက်အင်အားအများအပြားကိုမြောက်စခန်းတွေမှာတိုးဝှက်ထားပါတယ်။အမေရိကန်ကအီရန်ပြစ်မှတ်တွေကို Operation Midnight Hammer စစ်စင်မှာကျဲချခဲ့တဲ့ GPU 57အင်အားပြင်းဘုံကြီးရဲ့တက်ရောက်မှုကိုလေ့လာခဲ့ပြီး ဒီမြောက်ဘန်ဂါရရဲ့ခံနိုင်ရည်ကိုသိနိုင်ဖို့မြောက်ကိုရီးယားဆိုရကစိတ်အားထက်သန်နေတယ်လို့ဆိုပါတယ်။အီရမာဖြစ်နေတဲ့အခြေအနေကိုကင်ဂျွန်အန်ဟာအနိကက်စောင့်ကြည့်နေတာသိကြပါတယ်လို့တောင်ကိုရီးယားစစ်တပ်ကပြောပါတယ်။မြောက်ကိုရီးယားကနျူကလ িয়ার လက်နက်စွမ်းရည်တွေကိုအရှိန်မြှင့်ဖို့နဲ့ ဒီလက်နက်တွေတိုးလောင်ထားမဲ့နေရာကိုပိုပြီးခိုင်ခန့်အောင်လုပ်ဖို့လိုမယ်လို့သူတို့ကောက်ချက်ချလိုက်ပဲဖြစ်ပါတယ်။အီရန်ကိုလုံးဆောင်ခဲ့တဲ့တိုက်ခိုက်မှုကြောင့်မြောက်ကိုရီးယားအနေနဲ့နျူကလ িয়ার လက်နက်ထိန်းချုပ်ရေးဆွေးနွေးပွဲပြန်ဆလိုက်မှာမဟုတ်ဘူးဆိုပါတယ်။ဆိုးမျိုးမှာရှိတဲ့နိုင်ငံတကာရေးရပေါ်ပေါက်ခါ Love Aris လေကမြောက်ကိုရီးယားနျူကလ িয়ার စီစဉ်ကပိုအဆင့်မြင့်ပါတယ်။အီရန်ထက်ပေါ့တိုက်ချင်းမြစ်ဒုံးတွေပါဝင်ဒုံးပစ်စင်မျိုးမျိုးလက်သုံးပြီးလက်နက်တွေပြစ်လို့ပိုအဆင့်သင့်ဖြစ်နေနိုင်ပါတယ်။ မြောက်ကိုရီးယားဆီကအမေရိကန်ပြည်မကိုချိန်ချောက်နိုင်ပြီးဆိုးလ်မြို့ကမြောက်ကိုရီးယားလက်နက်အမျိုးအစားတွေရဲ့အကွာအဝေးတွေမှာရှိနေပါတယ်။အစ္စရေးဟာအီရန်ရဲ့မဟာဗျူဟာမြောက်နဲ့နီးပြည်ဟာမြောက်အမှားတွေကိုကောင်းကောင်းကြီးအသုံးချခဲ့ပါတယ်။အီရန်လေကြောင်းကာကွယ်ရေးထိန်းသိမ်းရာရှိကြီးတွေနဲ့ပြန်လည်တိုက်ခိုက်မှုစွန့်ရည်တွေကို short ချဖို့အစင်းမြင့်ထောင်လိုက်နီးပြည်နယ်လေကျင့်ရေးတွေအသုံးပြုခဲ့တယ်လို့ဆိုပါတယ်။မြောက်ကိုရီးယားဟာအီရန်ရဲ့အမှားတွေကနေတင်ယူပါလိုက်မယ်။တောင်ကိုရီးယားကလည်းအစ်ဇွေးထက်အလျေကိုပိုပြီးကြောက်ရွံ့ပါလေ။ ပြီးတော့တရုတ်နဲ့ရုရှားကမြောက်ကိုရီးယားကိုအီရန်ထက်ပိုကောင်းတဲ့အနေထားကနေကူညီပေးနိုင်ပါတယ်လို့တောင်ကိုရီးယားကပြောပါတယ်။မြောက်ကိုရီးယားကတော့ကင်ဂျင်ဝဟာသူတို့အစိုးရအာဏာကိုထိန်းသိမ်းဖို့နောက်ဆုံးဘက်လက်နက်တွေနဲ့နှီးပညာအလုံးလောက်ရရှိဖို့ရုရှားသမ္မတပူတင်နဲ့မဟာမိတ်တွေကိုအားကိုးလိုက်မယ်ဆိုပါတယ်။ဝေကန်တိုက်ခိုက်မှုတွေပြီးမှာရုရှားဆူရက်ကအီရန်နိုင်ငံဂျာအီဝန်ကြီးကိုအများဆုံးခေါ်တွေ့ခဲ့ပါတယ်။ပြီးတော့ပူတင်ဟာသူ့ကောက်ွယ်ရေးဝန်ကြီးကို နောက်ကိုရီးယားကောင်ဆောင်ကင်ဂျွန်အန်နဲ့တွေ့ဆုံဖို့စေလွတ်ခဲ့တာဟာလုံးဝမတော်တဆမှုမဟုတ်ဘူးလို့တောင်ကိုရီးယားဘက်ကပြောပါတယ်။ရုရှားနဲ့အီရန်ရဲ့မြောက်ကိုရီးယားရေးဥပပေါင်းဆောင်ရွက်မှုကသက်ဆိုင်ရာဒေသတွေမှာလုံခြုံရေးရဘလို့ဆက်ဆက်နေတယ်ဆိုတာဖော်ပြနေတယ်လို့တောင်ကိုရီးယားငြိမ်းချမ်းဘူဂျူကြီးကမှတ်ချက်ပေးပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။ကမ္ဘောဒီးယားကိုပြည်ပခီးသွားတဲ့ကုန်တယ်ဒီပါမကြံတွားအုပ်မပြုတ်တော့ဘူးဆိုပြီးထိုင်းနဲ့စကိတ်တွေပိတ်လိုက်ပြီးဖြစ်ပါတယ်။ နယ်စပ်မြေပိုင်းနဲ့ငင်းပွားမှုကြောင့်နှစ်နိုင်ငံကြားတင်းမာမှုမြင့်တဲ့ချိန်ထိုင်းဘက်မှဘဲရင်ဘဲပြပခီးသွားတဲ့ကုန်တွေတွေကိုမဆိုးနယ်စပ်ကုန်မြေဆက်သွယ်ဂိတ်အားလုံးမှာကမ္ဘောဒီးယားရဲ့ဝန်ထောက်ခွင့်ပိတ်ကြောင်းထိုင်းဝန်ကြီးချုပ်ကထုတ်ပြန်ပါတယ်ထုတ်ပြန်ချက်ထဲမှာစေကူတာဖို့လိုအပ်ခြင်းចောင်းသားအနေနဲ့တခြားသောအရေးပေါ်အကြောင်းပြချက်ရှိတဲ့သူတွေသာနယ်စပ်ဖြတ်ကျော်ပေးမှာဖြစ်ပါတယ်ထိုင်းဝန်ကြီးချုပ်ပေတုန်နဲ့ကိုတိုင်ကလည်းငင်းပွားနယ်စပ်မြေပိုင်းနဲ့အရှုပ်ထွေးရှိနေတဲ့နေရာတွေမှာ ယောက်ျားရင်းရေးကြည့်တယ်လို့ကမ္ဘောဒီးယားမှာရှိတဲ့ကြီးမားတဲ့ကာစီနိုရုံတွေကိုထိုင်းဘက်မှကူးသွားပြီးတော့ကစားခြင်းအလုပ်လုပ်ခြင်းတွေကိုလည်းလုံးဝပြပြနိုင်ဖို့ခုလိုကမ္ဘောဒီးယားနဲ့ထိုင်းထိစပ်နေတဲ့နယ်စပ်ခရိုင်ဂိတ်ရှိခိတ်လို့ကိုပြလိုက်ရခြင်းဖြစ်ပါလိမ့်လက်ရှိထိုင်းနဲ့ကမ္ဘောဒီးယားပြည်ပခါဟာတင်းမာတစ်ထပ်တင်းမာနေပြီးကမ္ဘောဒီးယားဘက်မှဦးစွာထိုင်းမှတင်သွင်းတဲ့ဓာတ်ဆီဒီဇယ်နဲ့ဂတ်စ်တွေကိုပိတ်ပင်ခဲ့ပါလိမ့်လက်ရှိမိသားစုနှစ်စုချင်းအလုံးအရင်းနှီးမှုရှိခဲ့တဲ့ပေတုံတန်နဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်လို့မိသားစုဟာပြီးခဲ့တဲ့ရက်ပိုင်းကဖုန်းဆက်ဆွေးနွေးမှုပေါက်ကြားရာကနေတော်တော်လေးကိုပြဿနာတက်ခဲ့ပါတယ်။ဒါဟာထိုင်းအတွက်လည်းအရှက်ရစရာဖြစ်ပါတယ်။ဒါကြောင့်ထိုင်းမျိုးသားဝါဒီတွေဟာအခုတစ်ပတ်တွင်ပေတုံတန်ယာလူကနှုတ်ထွက်ဖို့လမ်းပေါ်ထွက်ဆန္ဒပြကြပါတယ်။ဒါအပြင်ထိုင်းဝန်ကြီးချုပ်ပေတုံတန်ကနိုင်ငံဖြတ်တော်မှုကိန်းတွေကိုနှိမ်နှင်းဖို့ကမ္ဘောဒီးယားပေါ်ပုံမှုတင်းမာတဲ့စီးမြင့်တွေကျင့်သုံးသွားမယ်ဆိုပြီးထက်ကျင်ကြပါတယ်။တရားမဝင်လုပ်ရက်တွေကိုတက်မြတ်ရေးယူမယ်လို့လည်းကြေညာပါတယ်။ ဒီစီဇန်မှန်မှာထိုင်းနိုင်ငံမှာရှိတဲ့ခရိုင်ခွနခုမှာနေဆက်ဖြတ်ကျော်မှုတိုးမြင့်စစ်ဆေးခြင်းနဲ့ကမ္ဘောဒီးယားမှာတရားမဝင်လုပ်ရည်ပံ့ပိုးပေးတဲ့ကွန်စီတင်မှုတွေရပ်ဆန်းခြင်းတို့ပါပါတယ်။လုံခြုံရေးရည်ချက်အတွက်နေဆက်စစ်ဆေးခဲ့ဒီမှာနေဆက်ဖြတ်ကျော်မှုတွေတိုးမြင့်စစ်ဆေးမှာဖြစ်ပြီးအဲ့ဒီတည်းမှာထိုင်းနိုင်ငံရှိခရိုင်ခွနမှုကစစ်ဆေးခဲ့ဒီရဲ့အလုပ်လုပ်ခြင်းကိုကန့်သက်ခြင်းလည်းပါတယ်လို့ဆိုပါတယ်။မော်တော်ယာဉ်တွေနဲ့ရေးကြီးကိစ္စအထူးတက်လည်းမရှိတဲ့လူတွေကိုလည်းနေဆက်ဖြတ်ကျော်ခွင့်လုံးဝမပေးတော့ဘူးလို့ဆိုပါတယ်။ ။လက်ဆွဲဖြတ်ကျော်လျက်စစ်တပ်အားယင်းနယ်နဲ့ကုန်စည်တင်ပို့မှုနဲ့ပတ်သက်ပြီးနိုင်ငံဖြတ်ကျော်ရာဇဝတ်ကိုင်းနေတဲ့တရားမဝင်လုပ်ရတွေကိုအားပေးတဲ့ကုန်ပစ္စည်းတင်ပို့မှုတွေရတန်းကရက်သွားမှဖြစ်ကြောင်းနဲ့ထို့သဖြင့်ကမ္ဘောဒီးယားကိုယင်းနယ်နဲ့လောင်စာတင်ပို့မှုရဆိုင်ချင်းဟာတင့်တော်မှုရှိမရှိထည့်သွင်းစဉ်းစားသွားမယ်လို့ပေတုံနာကဆိုပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။ အဲအိန္ဒိယလေရင်ကြီးပြတ်ကျမှုမှာတေဆုံးသူ260အနက်တဦးမှာပါကြံအားလုံးဘဲသူဘဲဝါဆိုတာဖော်ထုတ်နိုင်ပြီလို့သိရပါတယ်။အခုဇွန်လအစောပိုင်းကအိန္ဒိယနိုင်ငံနောက်ပိုင်းအာမာရာဘတ်မြို့မှာအဲအိန္ဒိယလေရင်ကြီးပြတ်ကျမှုမှာရုပ်လောင်းပေါင်း260အနက်ရုပ်လောင်းတစ်လောင်းမှအပတွေ့ရှိသမျှအားလုံးဟာဘဲသူဘဲဝါဆိုတာ ဖော်ထုတ်နိုင်ပါပြီလို့ဂူဂျာရတ်ပြည်နယ်အာရဘိုင်းဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။ဇော်လာစနေရနေ့ကလူ240ဦးလိုက်ပါသွားတဲ့ Boeing 787 Dreamliner မျိုးစားလေယာဉ်ကြီးဟာ လန်ဒန်မြို့ဂတ်ဆွဲလေစိတ်ကိုဥတီထွက်ခွာပေမဲ့အမာရာဘတ်မြို့လေစိတ်မှာပြန်တက်ပြီးစက္ကန့်ပိုင်းတွင်မှပြတ်ကျတော့ပါတယ်။ပြတ်ကျနေစဉ်စေကောလေးဆောင်ကိုဝန်တမ်းမိပြီးမိကြောင့်မီလီယံတွေထွက်လာကဝုန်းနဲ့ပေါက်ကွဲသွားပါတယ်။လိန်ပေါ်မှာခီးသက်တူတာတက်ရှင်ကြံခဲ့ပြီးပြတ်ကျစဉ်အဆောက်အဦးနဲ့ဝန်တမ်းမိတာကြောင့်မြေပေါ်ကလူ119ဦးနဲ့တေဆုံခဲ့ပါတယ်။တေဆုံသူရေအတွက်ဟာလူ190လို့အာနာပါနေကအစောပိုင်းခံမှန်းလာတဲ့လက်တွေ့မှာတော့ယုံနေသွားပေမဲ့ တေဆုံးသူနောက်ဆုံးရစီရင်ကိုသတိကြီးကြီးနဲ့စောင့်ကြည့်နေတော့ဖြစ်ပါတယ်။တေဆုံးသူ259ဦးလုံးကျွန်တော်တို့ရှာတွေ့ခဲ့ပါတယ်။အဲ့ဒီမှာခီးသက်240နဲ့အမြင့်ပြပေါ်မှာတေဆုံးသူ19ဦးပါပါတယ်။ခီးသက်တူရုပ်လောင်းက DNA ကိုစစ်ဆေးရရလဲစောင့်နေတော့မှာလို့အမတ်တာဘက်မျိုးစေယုံအုပ်ကြီးကပြောပါတယ်။လေရင်ပြကြတဲ့နေရာကိုရှင်းထုတ်နေတော့မှာနောက်ထပ်အလောင်းမတွေ့တော့ဘူးဆိုပြီးတေဆုံးလို့အရေးအတွက်အတိအကျမသိရမချင်းအသေးပြောက်နောက်ဆုံးစင်းကိုမကြညာနိုင်သေးဘူးလို့ဆိုပါတယ် 256ဝေရုပ်ကျွင်းတွေကိုတက်ဆိုင်ရမိသားစုထံလွှဲပြောင်းပေးရခဲ့ကြောင်းပြည်내ဆွေးရကဖော်ပြပါတယ်။အဆိုပါအသေဆုံးသူ256ဦးနဲ့253ဦးကို DNA နမူနာတွေနဲ့ဖော်ထုတ်ဆစ်ဆေးခဲ့တာဖြစ်ပြီးကြံရှိရုပ်ကျွင်းတွေကိုတော့မျက်နှာခွဲခြမ်းအချင်းမှတစဉ်ဖော်ထုတ်နိုင်ခဲ့တယ်လို့သိရပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။တောင်ကိုရီးယားနိုင်ငံဘူဆန်မြို့မှာအထက်တန်းကျောင်းတစ်ကျောင်းမှာကျောင်းသူ3ဦးဟာကျောင်းခေါဘူပေါ်ကနေခုံချတပ်ပင်မှုဖြစ်သွားတဲ့အတွက်ကြောင့်တော်တော်လေးကိုထိတ်လန့်ဖွယ်ရှိခဲ့ပါတယ်။ဒါကြောင့် တာဝန်ရှိသူတွေဟာအကြောင်းကိုစုံစမ်းစစ်ဆေးလျက်ရှိပါတယ်။အထက်တန်းဒုတိယနှင့်ကျောင်းသူသုံးဦးဟာအဆောက်အဦရဲ့ခေါင်းမိုးတက်ကနေအတူတကွာခုံချသိဆုံးတဲ့ပိဿနဲ့ပတ်သက်ပြီးတောင်ရှိသူတွေဟာကြောင်းကိုစုံစမ်းနေပါတယ်။အဲ့ဒီကြောင်းသူလူလေး၃ဦးလေးက၂ဦးကစာရေးခဲ့တာတွေ့ရပါတယ်။စာထဲမှာစာသင်ကြားမှုပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးစိတ်ဖိစီးမှုကြုံခဲ့ရလို့အခုလိုလုပ်ခဲ့တာလို့ဆိုပါတယ်။ပြုတ်ကြတဲ့ဒဏ်ရာကလွယ်ပြီးတခြားအချက်လက်လည်းမတွေ့ရပါဘူး။ လက်ရှိရှင်ဒီစစ်စေးရသမားတွေမှာအကြောင်းတွေအနိုင်ကျင့်ခံရတာနဲ့တခြားသူတို့တယောက်တောင်ဆိုတဲ့အချက်လည်းမတွေ့ရဘူးလို့ဆိုပါတယ်ဥဆိုင်ရတဲ့ဖွဲ့ဆိုရပြီးခဲ့တဲ့စနေနေ့မနက်အစောပိုင်းတနာရီ39မိနစ်လောက်မှာအဲ့ဒီကျောင်းသူတုံးခုံချခဲ့တာသိရှိခဲ့ပြီး CCTV မှတ်တမ်းအရအဲ့ဒီကျောင်းသူတုံးဟာတောက်ကြနေည7:42မိနစ်ဝန်းကျင်မှာအစောအုံရဲ့အထက်20မှာရှိခဲ့ပြီးနောက်မှအခေါမိုးထက်စီတက်သွားတာလို့ယူဆကြတွေ့ရပါတယ်။ကျောင်းသူလေးတုံးကတကယ်ချင်းနေဖြစ်ပြီးဒီအစောအုံမှနေထိုင်သူတွေတော့မဟုတ်ပါဘူး။ ူတို့ဘာလို့ဒီအဆောက်အုံကိုရွေးချယ်ပြုလုပ်လဲဆိုတာမသိရသေးပါဘူး။เจ้าသူလေးတွေဘယ်သူပဲวะဆိုတာလဲဘယ်เจ้าဆိုတာကိုတော့ပြောကြားထားခြင်းမရှိရပါဘူးစုံစမ်းမှုတွေကိုတော့ဆက်လက်လှုပ်ဆောင်နေစေဖြစ်တယ်လို့သိရပါတယ်